ကြောက်မဲခရိုင်မှာမွေးရစဲဝါရောင်းဝယ်သူအမျိုးသမီးတဦးကိုတောင်းပြည်ရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။တောင်းပြည်ကြောက်မဲခရိုင်ကြောက်မဲမြို့ရက်ွက်သုံးမှနေထိုင်တဲ့အသက်68နှစ်အရွယ်အမျိုးသမီးတဦးကိုတောင်းပြည်ကြောက်မဲမြို့ရက်တပ်ဖွဲ့ကစုံစမ်းဖမ်းဆီးနိုင်ခဲ့ပါတယ်။မိဘပြည်သူများရဲ့ပူပေါင်းပါဝင်မှုကြောင့်မွေးရစဲဝါရောင်းဝယ်မှုတည်င်းရရှိပြီးတွားရောက်စစ်ဆေးရာမှာ ဘိန်းဖြူခွက်တစ်ခွက်ဘိန်းဖြူဘူးသေး၅ဘူး WY ဆက်ကြွဆေးပြား200ပြားနဲ့ငွေသား7သိန်း40နဲ့အတူဖန်စီရမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကိုမူရစ်ဆေးဝါဥပဒေနဲ့အမှုဖွင့်အရေးယူထားပါတယ်။ပြီးခဲ့တဲ့မလ24ရက်နေ့တော့လည်းကြောက်မဲမျိုးရက်ွက်တိမှာမူရစ်ဆေးဝါရောင်းဝယ်သူအမျိုးသမီးတဦးထံဆက်ကြွဆေးပြားအများပြားနဲ့အတူဖန်စီရမိထားပါတယ်။ကျမလွေးပူလပါပါရှင်။